အရွယ်တစ်ခုရောက်လာလို့အိမ်တောင်မပြုတ်သေးတဲ့အခါမှာလေအိမ်တောင်မပြုတ်သေးဘူးလားအသက်ကြီးလာလို့သားသမီးနောက်ခံမရှိမှဒုက္ခသိမယ်ဆိုတဲ့စကားတွေခဏခဏကြားရမှာပါ Hello what's up guys မင်္ဂလာပါဒီ video file ကတော့တကယ်တန်ဖိုးရှိတဲ့စကားလုံးလေးကိုပြောပြထားတာပါဗျာနော်ဒီ video file လေးကိုနောက်ထပ်ပြီးရင်တော့အသိဉာဏ်လေးတစ်ခုလောက်ရမယ်ဘုဒ္ဓါလေးတစ်ခုရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီ video file လေးကိုစွန့်အောင်လေးလေးပြီးတော့နောက်ထပ်ကြည့်အောင် โอเค let's go အရွယ်တစ်ခုရောက်လာလို့အိမ်တောင်မပြုတ်သေးတဲ့အခါမှာလေအိမ်တောင်မပြုတ်သေးဘူးလားအသက်ကြီးလာလို့သားသမီးနောက်ခံမရှိမှဒုက္ခသိမယ်ဆိုတဲ့စကားတွေခဏခဏကြားရမှာပါ ကြီးလာမှကြုံမဲ့ဒုက္ခကို မသိတာမဟုတ်ဘူးအခုတွေကကြုံနေရတဲ့ဒုက္ခကိုသိနေတာပါဒီလိုတွေကြားရတဲ့အခါမှာအိုကန်းဆိုတဲ့စကားကိုခဏခဏတွေးမိပါတယ်ပြီးတော့အဲ့ဒီလိုကြားရတဲ့အိမ်တောင်မပြုတ်တဲ့သူ အများစုကလေ အများအပြင်းမိဘတွေနဲ့အတူနေကြတယ်။သမီးတဲ့၊မွေးတဲ့ဒါသမီးတွေဆိုပေမဲ့မိဘအဲ့အတွက် အများဆုံးတွေးပြီးအပူရဆုံးလူသားတွေပါ။နောက်ပြီးကိုယ့်ထက်ကြီးငယ်အိမ်အောင်ပြုဒါသမီးတွေကိုမွေးပြီးပူရတဲ့ဒုက္ခတွေကိုလည်းအမြဲတမ်းမြင်နေရတယ်။ဒါတွေမကသေးပါဘူး။ယောက်ျားမိန်းမဘဝကျင်ပေါ်လေးနဲ့မှဆိုပေမဲ့အိမ်အောင်ရေးဒုက္ခတွေကြားမှာလူမွေးသူမွေးတောင်မပြောင်းတဲ့ဘဝတွေ မရှိတုံးကအတူယုံပြီးရှိကာမှမုံသွားကြတဲ့ဘဝတွေပိုဆိုးတာကအိုကံအတွက်တွေးသာသမီတွေမွေးပြီးမှသာသမီပေးတဲ့ဒုက္ခတွေနဲ့အိုခါမှဘဒူးမှမတရားတဲ့ဘဝတွေတယောက်တည်းမယုံကျင်လို့အဖော်ရွေးကာမှနှစ်ယောက်စာယုံရတဲ့ဘဝတွေအိုကံအတွက်တွေးသာသမီတွေမွေးပြီးမပြည့်မစုံလူတန်းစိတ်မပြည့်စက်နိုင်တာတွေမြင်ရတော့လေချစ်ချင်းမြတ်တာမှာ ရေသက်ပါတလို့လက်ခံနိုင်ဖို့ပဲအိမ်တော်ပြုဖို့တွေးပါမယ်။ဘယ်မိဘကမေမေတာသမီချင်း တူပေမဲ့စိမ့်သူတွေဖတ်တဲ့အိမ်တော်တွေထက်လူပြိုအပြိုတွေစီကပိုပြီးညှော်လင့်ကြတယ်။အိုကန်တကယ်တကယ်ကောင်းတဲ့စကလုံးတွေပါဗျာနော်။ဒါဘဝအတွက်တကယ်တကယ်မှိတ်သားလောက်တဲ့စကလုံးတွေပါနော်။အဲအင်ထောက်ကြသွားရင်တော့တိုင်မိဖတွေကလည်းတိုက်ပြီးတော့တောင်းရှင်ကြတော့လည်းနော်ဆိုတော့လူပြိုလ်ပြိုတွေလောက်ကျွေးတဲ့ဟာကြတော့မိဖတွေကအလို့ အာစာရတာနည်းလိပ်ပြတိုင်တာပေါ့လေနော်။အဲ့တွေးပြီးကိုတွေးတယ်လို့ကိုမွေးလာတဲ့သာသမီကလည်းမိဘကိုလှုပ်ကြွေးဖို့တက်သူတို့အိုကန်အတွက်ဦးစားပေးစိမ့်သူတွေဖက်ကိုအိုးကိုအိမ်သာသမီတွေနဲ့မိဘကို ပြန်လဲကြည့်နိုင်ဖို့ပြက်ကွက်ကြတာတွေမြင်နေရတော့အိမ်တော်မပြုတ်သေးဘူးလားလို့မေးဖို့တွေးရင် သူတို့တွေဟာတစ်ချိန်ကမျိုးစေ့ချခဲ့တဲ့သူတို့မိဘလေးတွေရဲ့အိုစာမင်းစာ အဖိုးတန်တဲ့ ိုကံလေးတွေဆိုတာကိုသိထားပေးပါဒီမာကြီးပြောတော့တဲ့စကလုံးတွေကတော့ရန်ကြီးကောက်တယ်ဗျာနော်ယူတိုင်းရင်တိုင်ပေါ်ကတုံရနိုင်ပါတယ်နော်တောထွက်ရှင်စိတ်ကြောင့်ပေါလောက်တယ်ဆိုတော့ဒီဟာလေးတွေကတော့တကယ်ပညာအပေးတဲ့စကလုံးတွေပါနော်တကယ်သင်ထားရင်ထဲမှာသင်ထားသင်တယ်ဗျာနော်အရန်ကောက်ပါတယ်ဗျာဒီဟာလေးတွေနောက်ထပ်ပြီးတော့ဘုသူတ္တဘုသူတ္တတပိုင်းကြားလေးရနိုင်ကြပါစေဗျာနော်โอเคဘိုင်ဘိုင် see you next video